မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့လူကိုယုံပါဤဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ဇိုင်းဆရာမင်းသူရင်ရဲ့ဝိတုတို့တဲ့ပုဒ်ကိုဖတ်ပြမှာပဲဖြစ်ပါတယ်၁မန္တလေးသူမရောက်တာနှစ်တော်ကြာခဲ့ပြီအထူးသဖြင့်အမေမရှိတော့တဲ့နောက်ပိုင်းမန္တလေးသူရောက်လဲမရောက်ရောက်အောင်လဲကျွန်တော်မကြိုးစားမိဘူး မန္တလေးမြို့ဒီကျွန်တော်ဤမွေးရာဇာတိမဟုတ်တော့လဲအကျိန်များစွာနှစ်ပေါင်းအတော်ကြာကြာနေခဲ့ရဖို့ဒီကျောင်းသားဘဝကျောင်းဆရာဘဝစာပေသမားဘဝထောင်မှုဘဝဘဝမျိုးစုံကျင်လည်ခဲ့ရသည် အရာမျိုးစုံတွင်နေခဲ့ရဖို့ဒီလူမျိုးစုံနှင့်လည်းပေါင်းသင်လှုပ်ရှားခဲ့ရသည်မျက်နာကြီးသည့်ဘဝအချိန်အခါမျိုးတွေရှိခဲ့ရသလိုမျက်နာငယ်ခဲ့ရသည့်ဘဝမျိုးတွေလည်းကြုံခဲ့ရသည် ဖခင်ရဲ့အရာရှိကြီး၏တူဒီတာအင်္ဂလိပ်သာသနာပြုဝက်စလီယောက်ျားကလေးကြောင့်ចောင်းသားဘဝမှာစစ်ပြီးခင်ဖခင်ကွယ်လွန်ပြီးမိခင်မုံဆိုးမှာတာအဖြစ်ရောက်ခဲ့ရသည်။ထောင်မှုဘဝမှာနှုတ်ထွက်ပြီးစာပေဝါဒနာထက်တန်လွန်၍စာပေလောကသို့ကူးပြောင်းသည့်ဆက်ကူးမကူးကာလသည်မျက်နာအငယ်ခဲ့ရဆုံးကာလပင်ဖြစ်ပါသည်။ကျွန်တော်ဖို့မန္တလေးမြို့၏ជីနူးစရာပျော်ရွှင်စရာတွေကိုလွမ်းစွတ်တတ်တာ အောင်းမေတရိယာတီနှင့်အမျှဝမ်းနေပွဲရာကြေကွဲနာကြီးစရာများကိုလည်းမေ့၍မရနိုင်ခဲ့ပါအကြောင်းတိုက်ဆိုင်၍ယခုတကောက်မန္တလေးသို့ရောက်ခဲ့ရသည် ပြောင်းလဲတိုးတက်ချာနာသွားသည်မှာကိုမျက်စိကိုမယုံနိုင်စရာပင်ဖြစ်သည်တချိန်ကအင်္ဂလိပ်ပိုင်ရှင်အပေါင်းအသင်းများမှတိုက်ကြီးများနှင့်ဖြစ်နေ၏အင်ဂျီတိုက်ကြီးရှင်အချို့မှမြို့ပြင်တွင်အင်္ဂလိပ်များနှင့်ဖြစ်နေကြသည် ရောက်တုံးရောက်ခိုင်တငယ်ချင်းဟောင်းများရှိရာသို့ စော်ဘာကြီးတစည်းငှား၍အလဲထွက်ခဲ့သည်ချစ်ဆက်လေးလံဘိုးချုပ်လမ်းမကြီးပေါ်ရှိမဟာဝံပုံနှိပ်တိုက်ရှိအရောက်တွင်စော်ဘိန်ကိုရိုက်၍ဝင်လိုက်သည်မဟာဝံမောင်မြင့်သည်အခါလေရွယ်ကလေးငယ်ကိုခြေလျက်နှင့်ဝမ်းသာအာရစီးကြိုနှုတ်ဆက်သည်ဖြစ်တော်မောင်မောင်မင်းမန္တလေးမြသတိရသေးတယ်နော်သတိတော်ရပါတယ်ကွာမလာပစ်တာပါဟေးဒါမေတ္တာအငယ်ဆုံးလားအောင်မေဒီကောင်တော်တော်ခက်နောက်ကြနေပါလားတို့မှဒီအရွယ်ကလေးရှိပါတော့မလားဟာ ငါမီကွာငါမီဒါတော့အငယ်ဆုံးကောင်ကမွေးတာဟုတ်ပါသည်ကျွန်တော်တို့တငယ်ချင်းအတော်များများမှာမီးတွဲလောင်းနေဖြစ်ကုန်ရပါပြီဘယ်သူတွေဘလို့ပြောင်းလဲပြောင်းလဲမဟာဝုံမောင်မြင့်တယောက်မှာဒီနေရာတီးတိုက်ဒီအလုံးနဲ့ဒီပုံစံအတိုင်းပဲဖြစ်သည်တငယ်ချင်းနှစ်ယောက်ရှီအောင်နောက်ပြစ်တွေအားရပါရပြောကြရသည်တငယ်ချင်းဂျွန်တယောက်တောပြစ်သွားရင်သေဆုံးကြောင်ပြောပြ၍စိတ်မကောင်းဖြစ်ရသည်ကဲစကားကောင်းနေလိုက်တာကွာငါတန်းတန်းတို့ရင်သွားဦးမယ် ဒီကောင်မကြီးနဲ့မတွေ့တာကြပြီအေးသွားသွားမင်းရဲ့တငယ်ချင်းကြောက်အောင်ဆရာမကြီးဖြစ်နေပြီမြီးတွဲလောင်းနဲ့အရင်ကအတိုင်းပဲဟေးရိုးရိုးကြီးနေအော်လောင်းကိုပြောင်းလဲတိုးတက်နေသောမန္တလေးမြို့လေကောင်ရှိတန်းတန်းတို့အိမ်မှာရခင်အတိုင်းပဲဖြစ်သည်ရှေးကမန္တလေးအိမ်ပုံစံအတိုင်းမြေဆိုင်သုံးပေနှစ်ထပ်အိမ်မှာဟောင်းနှွမ်းယူရင်းနေပြီအိမ်ရှိမြေကွက်လက်တွေအဖီချ၍ဝင်းတရံကိုဖောက်ကာစောက်ထားသည့် အိမ်ဆိုင်မှာလည်းလွန်ခဲ့သည့်နှစ်ပေါင်း36နှစ်ကျော်ကအတိုင်းပင်ဖြစ်သည်ကျွန်တော်ဝမ်းသာအားရရင်းနှီးစွာဖြင့်အိမ်ဝင်းထဲသို့စပိန်ကိုတွန်း၍ဝင်လိုက်သည်တန်တန်းရေဟေးတန်တန်းတန်တန်းမရှိဘူးတရုတ်တန်းဈေးသွားတယ်ဘာလို့လဲအိမ်ဆိုင်လေးထဲမှာအဖွဲဟိုတယောက်ကလှမ်းပေးလိုက်သည်ကျွန်တော်လှမ်းကြည့်လိုက်စဉ်ဇိုင်းပေါ်မှတင်မလွဲဆေးနေသောတန်တန်း၏မိခင်ကိုမှတ်မိလိုက်ပါသည်ဟောတော်တော်ခင်ကျွန်တော်ကိုမှတ်မိလားတန်တန်းငယ်ချင်းမောင်မောင်လေး ဟဲ့ဘဲကမောင်မောင်လဲတန်းတန်းတငယ်ချင်းမောင်မောင်တွေကအများသားဟိုရာဇဝတ်အုပ်ပြတ်သွားတဲ့မောင်မောင်ရဲ့ထောင်ပိုင်လားထောင်မူလားပြတ်သွားတဲ့မောင်မောင်ရဲ့ဟိုမောင်မောင်တယောက်ကစားရေးဆရာဆိုလားဟုတ်တယ်ဒရော်ခင်အဲ့ဒါကျွန်တော်ပေါ့ဩမင်းကစားရေးဆရာမောင်မောင်လားမှတ်မိပြီတန်းတန်းကြီးအမေပင်အတော်အိုလှရှာပြီကျွန်တော်တို့ចောင်းသားဘွားတော်ကတွက်လက်ပြက်လက်ဖော်ရွေးလှတော့ဒရော်ခင်ကိုကျွန်တော်တို့ရင်းနှီးနှီးခင်မင်ကြသည် ကျောင်းသားတွေဆက်လိုက်မတော့ကြနဲ့ဟုမကြာခဏဆိုခဲ့တော့တော်ခင်သည်ဆေးပြင်းလေးကြီးခဲထားတော့ကျွန်တော်ကိုမဆိုရတော့ဟောတန်တန်ပြန်လာပြီဟေ့တန်တန်ကျွန်တော်ကဝမ်းသာအားရလှမ်းခေါ်လိုက်သည်တန်တန်သည်စပိတ်ရှိတွင်အိတ်ကြီးနှလုံးကိုချိန်၍နောက်ခုံပေါ်တွင် အထုတ်ထုတ်တင်းကာစပိတ်ကိုတွန်းပြီးအိမ်ဆိုင်ဘေးနားသို့ဝင်လာသည်ဟဲမောင်မောင်နေဘယ်တော့မှမန္တလေးကိုရောက်နေရလဲမနေ့ကပါဟာနေ့ကိုတရီရတာနဲ့ခဏလာခဲ့တာ ဝမ်းသာလိုက်တာဟဲ့ငါနေရတဲ့ဗုဒ္ဓဂုဏတော်စာအုပ်တွေသူများစီကငှားဖက်ရတယ်တန်းတန်းဒီကျွန်တော်အားစကားပြောရင် စပိန်တွင်ချိန်ထားသည့်အိမ်များကိုဖြုတ်၍အမေအားလှမ်းပေးနေသည်ညော့အမေပစ္စည်းတွေဆိုင်နဲ့ဖြစ်ခင်းတော့အမေအားကျွန်တော်မောင်မောင်နဲ့စကားပြောလိုက်အောင်မေအိမ်ဆိုင်ကလေးမှာရခင်အတိုင်းပဲဖန်ပလင်းမျိုးစုံတွေအုံးမှန်ကူအုံးပုံနဲ့ရှာပေါ်ဝဲ တောင်းဖန်ဝါဈေးကျင်ဈေးပေါင်းဈေးပြား စသည့်ကလေးကြိုက်မုံဘဲတရေစာများဆက်လိမ်မိကြဖျောင်းနိုင်လက်ဖက်ကြောင့်ကွန်ကွန်သည်ဇာသိအပုတ်ချသည်မှာအစာမိဖို့ကြောင့်သောပစ္စည်းမျိုးစုံလာသည်နင်တို့ဆိုင်လေးကလည်းဒီတိုင်းပဲအိမ်ကလည်းဒီအတိုင်းနင်လည်းဝနေတာကလွဲလို့အရင်အတိုင်းပဲရုပ်မကြဘူးဟာဒါရင်ဘယ်ကမလဲဟဲ့စင်းရတာလဲအရင်အတိုင်းပါပဲငါယောက်ျားကအလေတဲမြဆရာငါကမူလာတဲ့ကြောက်တို့လာကနဲ့ဒီအိမ်ကလေးရှိနေလို့သမင်းမှန်မှန်စားနေရတာ သမီးကြီးမှအိမ်အောင်ကြပြီးတောင်ကြီးပါသွားတယ်။အဲ့ဒါမြီးတယောက်ဒီမှာထားခဲ့တယ်လေ။နင်လည်းရုံမကြပါဘူး။သပင်းဖြူတာကလောရင်အရင်အတိုင်းပါပဲ။အေးရုပ်တော်မကြဘူး။ဒါပေမဲ့စိတ်တော်ကြတယ်တကယ်ချင်း။ငါ့အဖို့ဘာသာရေးကျိုးသားအားထုတ်မှုကလောရင်ဘာကိုမှစိတ်မဝင်သာတော့ဘူး။အချိန်ရှိသည်မယား။ဖယားစင်ရှိမှဖယားဝိပုပရိစိတ်မြတ်တာဖို့တရားထိုင်နေပဲအချိန်ကုန်တော့တယ်။စာတော်သိပ်မရေးပြတော့ပါမူဟာ။ဒါလောက်လည်းမလုံးနဲ့ပေါ့ဟဲ့။နင်းကဒါလောက်လည်းအသက်ကြီးသေးတာမဟုတ်ပါဘူး။တော်ရုံတန်ရုံပဲကျင့်ပေါ့။ ဒီကနေ့လူတွေကယာရုရင်လဲရှိမှပတ်စံရင်လဲချမ်းသာမှအထင်ကြီးကျင်တာဟာမျိုးသားရာတို့ဖြောင်းမတ်တာတို့စိတ်ကောင်းရှိတာတို့တိတ်ပြီးအတိမတ်ပြုကျင်ကြတာမဟုတ်ဘူးတိတ်မှန်တာပေါ်တငယ်ချင်းဟာဖခင်အကြိုက်နဲ့တရားလိုက်ရင်လောကမှာတော့လူရင်ညံ့တတ်တယ်လို့ငါမေခဏခဏပြောဘူးတယ်ဒါကြောင့်ငါကလည်းယာရုတက်နေတဲ့ချမ်းသာနေတဲ့အောင်မြင်ကြော်ကြားနေတဲ့ဘယ်တငယ်ချင်းအိမ်လေးမှာမသွားတော့ပါဘူးသူတို့မှပျော်နေကြရွှင်နေကြစိတ်တက်တီတက်ကြွနေကြတယ်မဟုတ်လား သင်္ခါရတရားသဘောနဲ့အမြင်မဟုတ်ဘူးဆိုတာမတွေးမိကြလို့ပျော်နေမော်နေကြတာပေါ့လေငါတို့အသက်40ကျော်သားသားကဘာသာရေးနယ်မှာခြေစုံချခဲ့တယ်အသက်60ကျော်ရင်တော့လော်ဂီအာယုန်တွေကိုအားလုံးကြောခိုင်းတော့မှာပဲဟုတ်ပါတယ်မောင်မောင်ရေငါကိုယ်တိုင်လည်းနေ့လောက်တရားမရသေးပေမဲ့တော်တော်တော့သဘောပေါက်နေပါပြီငါအိမ်ကိုအခုနေတရားပဲမှတ်မှတ်ရလာလေပူပါတယ်ဂျန်သာကြီးပွားယာဓုဂုံတူတွေတိုးတက်နေတဲ့တိုးတငယ်ချင်းတွေအများကြီးမဟုတ်လားအေးအဲ့ဒါငါရဲ့ဝါသနာနဲ့စေတနာမေတ္တာစိတ်အမှန်ပဲ ကျန်းသာကြီးဝါရာတို့ကြီးနေတဲ့အိမ်သွားလဲရတာငကြွဲဆန်းအိတ်ရဲ့ဇကွဲတဆုပ်ပတ်တယ်လို့သူတို့မှအယားမထင်ပါဘူးကွယ်ဇကွဲဇကွဲချင်းရောမှသဘာဝကြတော့မှာပေါ့ဟဲ့တန်းတန်းထင်ရပါခဲ့လားအမေအိုကြီးအတန်းကြောင့်ပြောလက်ဆော့စကားများဟည့်သွားကြသည်ပါတယ်ကော အမေရဲ့အဲ့ဒီစက်ကူကတော့ဟာထင်ရပေါ့အေးအေးလာလာမေးကြလို့ဟေ့ကျွန်တော်ဒီအမေအိုကြီးအတန်းကြားရာစီတို့လှမ်းကြည့်လိုက်မိသည် အမေယိုသည်တန်းတန်းဝယ်လာသည့်ရောင်းကုန်ပစ္စည်းများကိုဖန်ပလင်တန်ဘူးများထဲသို့ထည့်နေ၏အမေယိုထိုင်နေသည့်နောက်ကျောဘက်ဝါးထရေမှစိုင်းဘုတ်ကိုအမှတ်မတင်လှမ်း၍မြင်လိုက်သည်လူကိုယုံပါ၏ငွေကိုလက်ငင်းအောင်းနွမ်းမင်းမိန်နေပြီဖြစ်သောနှစ်ပေတပေကန်တော့ပြားအစိမ့်ပေါ်တွင်ဒင်းမောစိအဖြူဖြင့်ရေးထားသည့်စိုင်းဘုတ်ကိုမြင်လိုက်သည်နှင့်ကျွန်တော်ယင်မှစက္ကနေတုံလုံးသွားမိသည်ရေကုန်လျက်ပင်စိုင်းဘုတ်ကိုအတော်ကြာငေးဆိုင်ကြည့်နေမိသည် ီဆိုင်းမုံကြီးကအခုတည်းထိရှိနေတော့မဲနော်တန်တန်အေးဟဲတို့ငငယ်တုန်းကတည်းကအဖေရေးခဲ့တာလေအမေကလည်းမဖြုတ်ရဘူးတဲ့အောင်မဲနင်းကဒီဆိုင်းဘုတ်ကိုမြင်ပြီးတော့နင်းအဆက်ဟောင်းမေမေတင်ကိုတတိယသွားတယ်ပေါ့အေးဟာငရဲချစ်အနှစ်တရာမမေ့သားတဲ့အခုအနှစ်တရာမှမပြေသေးတာဟာတတိယယုံနေဘယ်ကမလဲဟာလွမ်းတယ်လို့လို့ဆွေးတယ်လို့လို့ဝမ်းနေတယ်လို့လို့ခံစားရတယ်တန်တန်ရဲ့ အေးလေနေရတော့ size ဆရာဆိုတော့ခံစားရမှာပေါ့ဟိုကတော့နင့်ကိုတတိတောင်ရမှာမဟုတ်ဘူးအမေရိကန်မှာဆိုလာဟောင်ကောင်မှာဆိုလာပဲဟဲ့ချမ်းသာလိုက်တာជីជីတက်ပဲတဲ့အဖိုးကြီးအဖွားကြီးတော့မရှိကြတော့ဘူးသူ့မတွေတော့ရှိတယ်သူတို့လည်းချမ်းသာတာပဲသူ့မလမ်းတွေလည်းနှုတ်မဆက်ပါဘူးဟဲ့မေမေတင်ကိုယ်တိုင်ရှိတုန်းကလည်းမျက်နှာချင်းဆိုင်တွေ့တာတော့မှပြုံးယုံပါပဲသူတို့ကချမ်းသာတာကိုဟာကျွန်တော်ဖို့တန်တန်ပြောနေသည့်စကားများကို မကြားမိတော့ပါလူကိုယုံပါကြီးငွေကိုလက်ငင်းဆိုသည့်ဆိုင်းဘုတ်ကသာ ေးဆိုင်ကြည်ရင်တပြေပြေမေးမိန်မုံဝါးသွားပါတော့သည်၃မန္တလေးမြို့ဤနွေဦးအစာတပေါင်းလာကျုံရည်ပြင်းသည်မှန်သာအတီကြည်လင်နေ၏တပေါင်းလေယူသည်ရေမျက်နှာပြင်ကိုရှက်တိုက်စော်ကစားသွား၏လိုင်းတွန့်ငယ်တို့သည် ကန်းဆက်သို့တလှုပ်လှုပ်လာ၍ရိုက်ခတ်ရွှေမြူးနေကြသည်1948ခုနှစ်စေတံသို့မဟုတ်တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲနောက်ဆုံးနေ့ ညနေပိုင်းဇာမေးပွဲပြီးချိန်ဖြစ်သည်ဇဝိမများမော်တော်ကားများမော်တော်ဆိုင်ကယ်များဖြင့်ပြန်သူများတပွဲပွဲပြန်ကြသည်ကျောင်းသူကျောင်းသားအချို့မှာကျောင်းဝင်းပတ်ဝန်းကျင်ကျုံနှပေးရွက်ကြေးဝင်းရိတ်ကျဲကျဲတွင်အစုလိုက်အစုလိုက်ဝိုင်းဖွဲ့နေကြသည်အဖြေလာတိုက်ကြသူများနှုတ်ဆက်စကားပြောကြသူများဇာမေးပွဲပြီး၍စိတ်ပေါ်ပါလွတ်လပ်ရွှင်မြူးနေကြသူများစုညံလှုပ်ရှားနေကြသည်တနိတာစာသင်ခန်း၏နောက်ဆုံးနေ့ဖြစ်၍ ဒီကွယ်ဝမ်းနဲ့နေကြသူများလည်းပါ၏ဒီចောင်းသူចောင်းသားတွေအလုံးတွင်အောင်မြင်ကြမည်သူတွေလည်းရှိ၏ကြားမည်သူတွေလည်းတပုံကြီးဖြစ်၏အောင်သူများအဖို့အထက်တန်းចောင်းကြီးနှင့်မုတ်ချဝေးတော်မီကြားသူများအဖို့ရှင်းနှင့်ရှင်းနှင့်ဆိုသည်မှာဘာမှရေရာမှုမကြီးကြောင်းပြောင်းသူပြောင်းမီအလုံးဝင်လုံးသူလုံးမီကြောင်းပြန်တက်မည်သူကအလွန်နှဲပေမီအသေးကြဆုံးကတော့တကယ်ချင်းနေအလုံးတယောက်နဲ့တယောက်ခွဲခွာကြရတော့မီလာဖြစ်သည် အချို့အတွဲများတစ်ပင်ရိတ်တွင်ကျိတ်၍ငိုကြသည်အချို့ကသူတို့ကိုကြည့်၍ရီးကြသည်ငိုသူတွေငိုရီးသူတွေရီးကြသည်ငိုခြင်းနှင့်ရီးခြင်းသည်ဓာဝဇင်တွန်တွဲလျက်ပါလားမောင်မောင်ဖေးနိုင်ရဲ့လားအရွယ်ကျဲကျဲစူးပြူပင်ရိတ်တွင်ကျုပ်ရေပင်ကိုကြောပေး၍ရက်နေသောမေမေတင်ကစီးကြူ၍မေးလိုက်သည်ကျွန်တော်သည် တရွတ်ရွတ်တွန်လာခဲ့သော စပိန်ကို တောက်ထောက်ပြီးမေမေတင်အနီးသို့တိုးသွားသည်တန်တန်က မိမစီစပိန်ကိုင်လီယံမနီးမိုးဝဲတွေမတ်တက်ရနေသည်ဖြစ်နိုင်ပါတယ်အတင်တေချာနေ့တုန်းကရောရရလာတခြားဘာသာတွေကိုတော့မောင်ဖြေနိုင်မယ်ဆိုတာသိပါတယ်အဲ့ဒီတေချာနေ့ကမောင်အတွက်စိတ်ပူဆုံးပဲอืมမှန်တာပြောရရင်တော့တင်ချာဘာသာကိုဖြေရတာမောင်အားမရပါဘူးအင်္ဂလိပ်စာနဲ့မြန်မာစာကိုဒီရတဲ့အထိမျှော်မှန်းနိုင်ပေမဲ့တင်ချာဘာသာမှာတော့အောက်မက်ရဖို့စိတ်မချဝင်ဘူးစိတ်ညစ်လိုက်တာမောင်ရဲ့အတင်းကမောင်ကိုတိတ်အောင်စေချင်တာ မောင်အောင်မှဖြစ်မယ်။ဟိုက်အင်ဟာကလိုက်လာပြီ။ကားလမ်းမကိုကြောပေးယူရက်နေတော့ကျွန်တော်ကမမြင်လိုက်။ဂျုံရီပင်ကိုကြောပေးထားသောမိမိတင်ကသူ့အင်ကကားကိုလှမ်းမြင်လိုက်သည်နှင့် ဟိုက်ဆိုသောအတန်နှင့်ကျောင်းဝင်းဘက်မှချိုးထွက်လာသောမော်တော်ကားစီသို့ပြေးထွက်သွားပါသည်။ကျွန်တော်တို့တွင်မလှမ်းမကဲအရောက်တွင်ကားကိုခက်ဆောင်ဆောင်ရက်လိုက်သည်။မိမိတင်သည်ဘာသာကားမှမပြောကားတကားကိုဖွင့်၍ဝင်တိုင်းလိုက်ပြီ။ကားတကားကိုစောင့်ပိတ်၍ခေါင်းငုံလျက်ကားပေါ်ပါသွားသည်။ ဟေးတန်တန်နေရာလဲကားလာတာမမြင်ဘူးလားဟာအချက်ကလေးများပေးပါတော့ဝင်းလိုက်ဇီးပေါင်းတို့ကိုလက်ထဲတွင်ဆုပ်၍တပြွတ်ပြွတ်နှင့်စားနေသောတန်တန်သည်ဗစက်ထဲမှဇီးစိကိုထွေးထုတ်ရင်းငါလဲမမြင်လိုက်ဘူးဟာအနားရောက်မှတိလိုက်တာပဲသူ့အမကကားပေါ်ကနေပြီးတော့နေငူရောငါရောမျက်စောင်းထိုးသွားတယ်အေးငါလဲမြင်လိုက်တယ်ဒီပုံစံအတိုင်းဆိုရင်တော့နောက်တော့မလွယ်တော့ဘူးတန်တန်ကြီးလေ ထိုစဉ်ကကျွန်တော်တို့เจ้าမှာတကြောင်းတည်းသာရှိသောအစိုးရတန်းပင်ကြောင်း State Port Primary School ဟုခေါ်ပါသည်အမှတ်1နှစ်ဟူ၍မရှိသေးပါမန္တလေးမြို့ရှိတက္ကသိုလ်ဝန်တန်းဖြေဆိုမိเจ้าသူเจ้าသားအလုံးဤเจ้าသူလာ၍ဖြေရသည်1948ခုနှစ်ကမန္တလေးစာစစ်ဌာနတက္ကူလုံးဖြေဆိုမိเจ้าသူเจ้าသား350ခန်းမျှသာဖြစ်ပါသည်ကျွန်တော်တို့เจ้าမှာတက္ကသိုလ်ဝန်တန်းเจ้าသားเจ้าသူ30ကျော်သာရှိ၏ ကျွန်တော်တို့စေတန်းတွင်ចောင်းသူ9ယောက်ចောင်းသား23ယောက်သာရှိပါသည် A တန်း B တန်းမင်းမခွဲရသေးပါចောင်းသူចောင်းသားအလုံးတယောက်နဲ့တယောက်မောင်ရင်းသမားလိုခင်ကြချစ်ကြသည်တန်းတန်းနဲ့ကျွန်တော်တို့မှာ၈တန်းကပင်တဒန်းနဲ့အတူနေခဲ့ကြ၍တယောက်နဲ့တယောက်နေနဲ့ငါနဲ့ပြောဆိုရင်းနှီးခဲ့ကြသည်မေမေတင်မှာစေတန်းနဲ့မှရောက်လာသည့်ចောင်းသူအသေးဖြစ်သည်ပတ်စံရှိရုပ်ချောဖြစ်၍စာလဲတော်သည်မာနာလဲကြည့်သည် မေမေတီမိဘဆွေမျိုးအတိုင်းအဝန်းမှာတရုတ်သွေးပါတီကုန်းသေးကြီးများသာဖြစ်သည်ဇီဝရေးလုပ်ငန်းမှာအပါအစိုးရအမှုရန်စာပေနုပညာများကိုစိတ်ဝင်စားသူများမဟုတ်ကြသည်ဒီအတိုင်းအဝန်းများကြားမှာမေမေတင်တယောက်သားနှင့်စာပေကဗျာဝါသနာပါသူဖြစ်လာသည် စာပေကဗျာဝါသနာပါမှုကိုအကြောင်းပြု၍ကျွန်တော်နှင့်ယင်းဤတွေ့တာမိကြခြင်းဖြစ်သည်ဟောပြောဝဲစကရေလူဝဲအရေကစာဆောင်တို့တွင်ကျွန်တော်ဤကဗျာစောင်းပါဝိတ္ထုတူလေးများပါတတ်သည်ထို့ကြောင့် ကျွန်တော်မောင်မောင်ဒီចောင်းသားဘွားကစာရေးဆရာကဗျာဆရာဟုចောင်းသားចောင်းသူများကအတိအမှတ်ပြုကြသည်ကံကောင်းကြည်ရွေလားကံဆိုးကြည်ရွေလားမသိစာပေကဗျာဝါသနာပါသူမေမေတင်ကတန်တန်ကတဆင်ကျွန်တော်ကိုအော်တိုရေးပြန်မိတ်ဆက်လာသည်ဒီနောက်ကဗျာလေးတွေသူ့စာအုပ်ထဲတွင်ရေးပြန်တဆင်တက်လာသည်ကဗျာရေးအော်တိုရေးရမှာအစားတယောက်နဲ့တယောက်ရင်းနှီးမှုကေမေမှုတွေပို၍ပို၍လာသည်ကိုမောင်မောင်ကမြန်မာစာတော်ရင်တော့မေမေတင်ကိုဒီကဗျာလေးအိဗယ်ပြန်ပေးသမှာ ကျောင်းနာပေးချိန်တွင်ကဗျာစာအုပ်ကလေးကိုကင်၍ကျွန်တော်ခုံရှိရောက်လာတတ်သည်ပြူစင်ကြီးလင်းသည့်မမေတင်းမျက်နှာလေးသည်ကျွန်တော်နှင့်မျက်နှာချင်းစုံတိုင်းပြုံးနေတတ်သည်မမေတင်းညို့မျက်လုံးနှင့်အပြုံးမျက်နှာသည်ကျွန်တော်၏နှလုံးသားတွင် စွဲထင်နေခဲ့ပါသည်တနေ့တွင်စာကူးခိုင်းသည့်သူ့လေးချိန်ခန့်စာအုပ်ထဲသို့ကျွန်တော်၏မေတ္တာစာတစ်စောင်ညှက်၍ပေးလိုက်မိပါတော့သည်နောက်တစ်နေ့ကျောင်းတက်ချိန်တွင်သူ့မျက်နှာကိုကျွန်တော်မကြည့်ရတော့ပါ မမေတင်ကမူအိမ်ကြီးမပြတ်မတော်တဆအကြည့်ချင်းစုံသည့်အခါသူကပင်ပြုံးပြလိုက်ပါသည်အဖေမတိရသေးပေမဲ့ရင်ထဲကအလုံးကြီးတော့ကျသွားပေပြီဒိမဆိုးဘူးဆိုသည့်အတိတ်ပဲမှာကျွန်တော်အတွက်တဝက်တော့တေးချနေပေပြီဒီလိုနဲ့ကျွန်တော်စာ၃လေးဆောင်မမေတင်လွယ်ဤတဲ့သူနီးရမျိုးမျိုးဖြင့်ရောက်ခဲ့သည်တဲ့ညနေကြောင်းစင်းချိန်လေကားတောင်းကွေတွင် သူ့ရှိကဇော်တင်းတား၍အဖြေကိုမေးရသည်မိမိတင်ကျွန်တော်ပေးတဲ့စာတွေဖတ်ပြီးပြီလား ကျွန်တော်မြေတာကိုလက်မခံနိုင်ဘူးလိုက်ရင်ပြောစမ်းပါကျွန်တော်မှမျောရတာရင်ဖိုးလာပါပြီကျွန်တော်အတန်မှာတုံ၍နေပါ၏ဒုနှစ်ဖက်မှာစိတ်ထား၍မရတဆက်ဆက်ခါနေသည်ဩကိုမောင်မောင်ရဲ့မမေတင်ပါဇက်နဲ့မပြောတတ်ပါဘူးဒီမှာစာနဲ့ရေးခဲ့ပါတယ်လောအိတ်ထဲမှာကောမဘူးကိုဆွဲနှုတ်ပြီးကျွန်တော်အားလှမ်းပေးလိုက်သည်တဆက်သေးပင်ကျွန်တော်ရှေ့မှာခေါင်းငုံပြီးလေကားမှာအတင်းတိုးဆင်းပြေးသွားပါသည် လေကားတိုက်တွင်ကမာဘူးကိုကင်လျက်ကျွန်တော်တယောက်တည်းကျန်ခဲ့သည်တဝင်းနေသောလက်နှစ်ဖက်ဖြင့်ကမာဘူးကိုဖွင့်လိုက်သည်ဖြူလော့လော့စားကောက်ကလေးတစ်ခုကမာဘူးထဲမှခုံထွက်လာသည်လက်နှစ်ဖက်နှင့်အတူရင်းမာခုံလျက်နှင့်စာရွက်ခောက်ကိုပြန်လိုက်သည်မောင်မောင်ရဲ့မြေတားကိုလက်ခံနေဆိုရင်ချစ်ပါတယ်လို့အထူးပြောเสียရမလိုတော့ပါဘူးနော်မောင်လိုစာရေးဆရာကပြန်ဆရာမဟုတ်လို့ဖွဲ့ကားနှွက်ကမရေးတတ်ပါဘူးတင့်ကိုတကယ်ချစ်တယ်ဆိုရင်စာမွေးပွဲအောင်ဖို့စာကြိုးစားပါနော်တင် စာဆုံးသည်နှင့်ဝမ်းသာလို့ဆို၍ခုံလိုက်မိသည်မှာမိုးကောင်းငင်ကိုခေါင်းနှင့်တိုက်လိုက်မိသည်ဟုထင်၏ကြီးဆုံးမှာလေဟုံစီးတဲ့ကဲ့သို့လှေကားမှဆင်းခဲ့သည်မြေကြီးနှင့်ထိမှအောက်ရောက်မှန်းတည်ပါတော့သည်ထိုနေ့မှစ၍နောက်ပိုင်းတွင်ကျွန်တော်အားကိုမောင်မောင်ဟုမခေါ်တော့အများကြီးတွင်မောင်မောင်ဟုခေါ်၍နှစ်ယောက်ချင်းတွေ့တိုင်းမောင်ဟုခေါ်ပါတော့သည်ကျွန်တော်ကမူသူကို အတင်ဟု၍အချိန်မရွေးနေရာမရွေးခေါ်မိပါတော့သည်တို့နှစ်စာသင်နေ့တစ်နှစ်လုံးကျွန်တော်တို့နှစ်ယောက်မြတ်တာချင်းဖလှယ်ခဲ့ကြသည် 5တက္ကသိုလ်ဝင်စာမွေးပွဲအောင်စည်းများကျင်းညာသည်ကျွန်တော်ဒီအောင်စည်းရင်းတွေမှာပါမေမေတင်အောင်သည် ကျွန်တော်တို့အတန်းထဲမှာမိန်းကလေးနှစ်ယောက်သာအောင်ဤမေမေတင်နှင့်ကြိုင်ကြိုင်တင်ဖြစ်ကြပါသည်ယောက်ျားလေး10ယောက်သာအောင်သည်တဝက်ကြောကြောကြခဲ့ကြသည်သဘောဝဲကြသည့်ကျွန်တော်တို့တငယ်ချင်းတစုစပိုင်းတစည်းဖြင့်စိတ်လေလူလေပြစ်ခဲ့ကြသည် ကျွန်တော်တို့မေမေတင်အားမတွေ့ခြင်းမြင်ခြင်းရတာဆိုတဲ့ကဲ့သို့ တွေ့လဲမတွေ့ခြင်းမြင်လဲမြင်ခြင်းပြစ်ခဲ့ရပါသည် တန်တန်းတို့အိမ်နှင့်မမေတင်တို့တိုက်မှာလမ်းမကြီးသာချားကမျက်စောင်းတို့ဖြစ်သည်တန်တန်းတို့အိမ်ဆိုင်ထဲမှာလှမ်းကြည့်လျင်မမေတင်တို့တိုက်ဝင်းချံကိုလှမ်းမြင်ရသည်ကြိုက်တွင်းကိုမှမမြင်ရစာမျိုးဝဲဂင်ဆက်ထွက်ပြီးသည့်နောက်ပိုင်းတွင်ကျွန်တော်နှင့်မမေတင်တို့တွေ့ဆုံခွင့်မကြုံခဲ့ရပါခါတိုင်းဆိုလျင်မမေတင်တယောက်ဇီးပေါင်းတကြားလုံးချွတ်ချင်းဝဲရင်တန်တန်းတို့အိမ်ဘက်သို့ကူးလာနေကြဖြစ်သူအကြောင်းကျွန်တော်အကြောင်းကိုတန်တန်းကတစင်သိနိုင်ကြသည် ဇာမိုးပွဲနောက်ဆုံးနေ့နောက်ပိုင်းတွင် မေမေတင်အားသူ့အိမ်ကချုပ်ချယ်ထားသည့်ထင်တန်တန်တို့အိမ်ဆိုင်ဘက်သို့ခိုးကြောင်ခိုးဝက်လာရရှာသည်ယခုဂီဇက်ထွက်ပြီးသည့်နောက်ပိုင်းတွင်မေမေတင်လုံးဝမပေါ်လာတော့ကျွန်တော်ဖို့မေမေတင်နှင့်လူချင်းမဆုံရစေကောင်းမူမျက်နှာကလေးလှမ်းမြင်ရလျင်ပင်တီနူးဝမ်းသာရပေမည်တန်တန်တို့အိမ်ဆိုင်သို့နေတိုင်းလာ၍တိုင်ရသည်မှိုင်ရသည်ငားရသည်ငေးရသည်ညှော်ရသည်မေမေတင်ကတော့လုံးဝမပေါ်လာခဲ့ပါဘူး ်သူနီကကျွန်တော်စိမ့်ကြီးကြီးနဲ့ပဲတန်းတန်းတို့အိမ်ရောက်သွားသည်တန်းတန်းကစီးရွေသတင်းတူများပြောသည်မေမေတင်တို့တောင်ကြီးသွားနေတာလေညကပြေရောက်တယ်ဧည့်သည်တွေလည်းပါလာတယ်ညကတိတ်တိတ်လေးကူးလာပြီးနင့်အကြောင်းမေးတယ်သူစိမ့်ညစ်နေရတဲ့ကြောင်းနင့်ကိုတနာတဲ့ကြောင်းပြောသွားတယ်ကျွန်တော်ဒီအိမ်ဆိုင်အတွင်းမှာထရန်ကိုမှီ၍ထိုင်နေသည်ချိုးခိုက်မေမေတင်တယောက်အိမ်ဆိုင်အတွင်းသို့ဖြတ်ကနေရောက်လာသည်ဟာအတင်းဝမ်းသာလို့ရကျွန်တော်ပါစက်မှာစကားတစ်လုံးမှဆက်မပြောနိုင် မမေတီမျက်နာကိုသာငေးဆိုင်ကြည့်နေမိသည် မောင်ရောက်နေမှန်းသိလို့လစ်ထွက်လာခဲ့ရတာအော်တင်ရဲ့မောင်အတွက်တော်တော်စိတ်ပင်ပန်းနေရပြီလားဟုတ်တယ်မောင် တင်လေးမောင်အတွက်သိတ်စိတ်ညစ်နေရပါတယ်ဟုတ်ပါသည်သူမျက်နာကိုကြည့်ရသည်မှာရွှင်လန်းမှုမရှိညှိုးလျားလျားဖြင့်စိတ်ညစ်နွမ်းနေပုံရသည်မမေတီသည်ကျွန်တော်ဤသို့တိုးလာပြီးခေါင်းကိုငုတ်၍ခတ်တူးတူးပြောလိုက်ပါသည်တင်လေးမောင်ဝစ်ချစ်တယ်ဟိုသိတ်ချစ်ပါတယ်မောင်ရဲ့ မောင်ဟာလီတကယ်ရိုးတယ်ကြိုးစားတယ်နေမယင်ကြီးတယ်မျိုးချစ်စိတ်ရှိတယ်စာပေအမှုပညာဝါသနာရှိတယ်ဒါပေမဲ့ကျွန်တော်ဒီစကားဆက်မပြောနိုင်ပဲခေါင်းငုံထားသည့်သူ့မျက်နှာကိုမြင်ရအောင်မေးစည်းကိုဆွဲ၍မှော့လိုက်ပါသည်ဒါပေမဲ့ဆိုတာပါလဲဇာမှုပွဲမအောင်လို့မချစ်နိုင်တော့ဘူးပေါ့ဟုတ်လားရှင်းရှင်းပဲပြောလိုက်ပါတင်ရဲ့စာမွေးပွဲမအောင်လို့ကြီးမဟုတ်ဘူးတိလားတင့်မှာမောင်းအောင်အတွက်လူကြီးမိဘတွေနဲ့အများကြီးအတိုက်ခံပြောခဲ့ပါတယ် မမေတင်ဒီကျွန်တော်မျက်နာကိုစိုက်ကြည့်ရင်မျက်ရည်များဝိုင်းကာနှက်ခမ်းကိုကြိုက်ထားပါသည်ဒါပေမဲ့ဒါပေမဲ့ဟောဒီဆိုင်ပုတ်တဲကစားသားအတိုင်းပဲလူကိုယုံပါဤငွေကိုလန့်ငင်းနဲ့ဟုတ်တယ်မောက်မာကကနေ့လန့်ငင်းပြတရားဆိုလို့ဘာမှမရှိဘူးမဟုတ်လားဒါပါပဲမောင်ရဲ့တင့်ကိုမိလိုက်ပါတော့တင်သွားတော့မယ်မမေတင်ဒီထိုင်နေရမှာစက္ကနေထကကျွန်တော်ကိုကြောပေး၍အိမ်ဆိုင်ထဲမှာအပြေးထွက်သွားပါတော့သည် ထိုနှစ်ဒီမေမေတီမျက်နာကိုကျွန်တော်နောက်ဆုံးမြင်လိုက်ရသောနေ့ဖြစ်ပါတော့သည်6ကျွန်တော်နောက်ကျောဘက်မှဆိုင်းဘုတ်ကိုတတိယရွေလှည့်ကြည့်မိသည် လူကိုယုံမာ၏ငွေကိုလန်းငယ်ကျွန်တော်အံကျိတ်၍ဆိုင်းဘုတ်ကိုစိုက်ကြည့်ယုံမာအပါဘာမျှမတက်နိုင်ကြတော့ပါယနေ့အေရရာတွင်လူသားလင်းပရာဏကျွေးကြော်၍လူစွမ်းအားကိုတန်ဖိုးထားနေသည့်မျက်မှောက်ခေတ်ကာလတွင်ဒီဆိုင်းဘုတ်မျိုးတွေမရှိစေခြင်းတော့ပါဒီအဖြစ် ဒီဇလန်းမျိုးတွေလည်းမကြုံကြမတွေ့ကြပါစေနဲ့နော်မင်းတူရင်